ကလည်းဓမြတိုက်ရင်ကနေပြီးတော့စာမတက်တဲ့ပုဂ္ဂိုလ်ကလူဆိုးလူမိုက်ကြီးကကျင့်တော့ဒီလူတော်ကျင့်ပွဲကိစ္စပုံသွားသေးတာခမည်းလို့ဆိုဆယ်ပြန်တော့ကုန်နိုင်နေဆိုတော့အဲ့ဒီကနေပြီးတော့ဘုံဘုံငါလဲကျင့်ရမှာပဲဆိုသူရှူခိုင်းတယ်ရှူမဟဆိုရှူလိုက်တာမှမပြောနဲ့တော့နှာခေါင်းကနှက်ကလေးနှစ်ဖုတ်တည့်ရိုက်ပြီးမှနှက်ချစ်ကြောက်ခွာတာဒါစင်ဒါရီကိုယ်တိုင်ဟောပါတယ်ဓမြတိုက်ဖို့စီးဝင်တာကမရော့အိမ်မှာပေါ့နောက်ပြီးမှသူတို့စီးဝဲတဲ့အခန်းရှိတယ်တဲ့ အစည်းဝေးနေတဲ့ကမ္မသူ့ဓကမမရှိဒေါသတွေဖြစ်ဒီဓကမဘာလုပ်လဲဒီဓကမတော့ဘယ်သွားတာလဲငါမရှိတော့ဒေါသတွေဖြစ်တယ်တဲ့ဒါသူကိုယ်တိုင်ဟောပါတယ်အဲ့ဒါနဲ့နောက်ကြတော့ဓကမရောက်လာတဲ့ဖြားလေးကြီးနဲ့မင်းဘယ်သွားတာလဲဆိုစည်းဝေးတာခဏရထားပြီးတော့ဓကမနောက်အခန်းထဲလိုက်တော့မင်းဘယ်သွားတာလဲ၆လုံးမြူထုတ်ပြီးတော့တဲ့ဒါကလည်းသူ့ကို၆လုံးမြူနဲ့တိတ်ပြီးတော့မေးတော့တာဟာကျုပ်တရားသွားအားထုတ်တာ ပြောတယ်တဲ့ဘယ်တရားဘာတရားအထုတ်တယ်လဲလူမေးဒီလိုဆို ထိခဲ့သေးလား तू ကမေးတယ်တဲ့နင်ထိရင်ထိတယ်ပြော तू ကကြားဘူးထားတယ်တဲ့ဟိုထန်းတပင်နောက်ဖေးမှာတရားအထုတ်တော့ ိတယ်ထိတယ်ဆိုပြီးတော့မောင်နေဘွားတွေကဓာတ်နဲ့လိုက်ခုတ်လို့သူဓမြတိုက်ခြင်းနဲ့ကြားခဲ့ဘူးတဲ့ထိတယ်တရားသူကြားခဲ့တယ်တဲ့အဲ့ဒီတော့သူတက္ကမလည်းဒီလိုထိခဲ့သေးလားဆိုတော့သိကျင်လို့သူကခြောက်လုံးမြနာကမေးတယ်ဟာတော့ပေါက်ပြရတွေမှာပြောနေတယ်ကျုပ်သွားတာတဲ့ဟိုမင်းကွန်းနဲ့မင်းကွန်းဆိုတာယောက်ျားလားလူလားဘုန်းကြီးလားဆိုဘုန်းကြီးဆိုတော့အဲ့မှာစိတ်ကပြေသွားတယ်လေဘုန်းကြီးဘယ်လိုလဲဥယျာဉ်သုတ်တာလို့ပြောအေးငါမှားသွားတယ်နောက်လည်းသွားလို့ပြောလိုက်တော့ အဲ့မှာနောက်တစ်ခါသွားတော့အဲ့ဆွန်းလန်းစာဦးကြီးယူလာယူလာပြီးတော့သူကြိလိုက်တယ်တဲ့သူကအကရေးကတ်တာကနေအကြောင်းထွက်လာတဲ့ပုံကိုဆိုတော့စာမဖတ်တာအယုတ်ကလေးတွေတွေ့တယ် အဲ့မှာဒီဆုံးတော့ကြစ်မဲ့အလောင်းကကစင်းမှာတစ်ခါထိုင်ထိုးနေရင်နဲ့နွားတွေနားရင်နဲ့မျက်စိမိတ်ပြီးတော့တရားကျင့်နေဖို့နောက်တစ်ခါအိမ်မှာပလဲကြီးလာပြီးတော့ကျင့်နေဖို့နွားစာရိတ်ခြင်းနဲ့တရားထိုင်ကျင့်နေဖို့အဲ့ဒါတွေသူကြည့်ကောင်းလို့ကြည့်နေတယ်နောက်အလုံးမလုံးဘဲနဲ့နေတော့သူ့တက္ကမဒေါ်ရွှေကြီးကကျန်းကျားတွေဆွဲချနေဖို့သူ့ယောက်ျားအလုံးမလုံးတော့ဒေါသတွေဖြစ်တာပေါ့ ဒေါသတွေဖြစ်တော့ရညာတွေဆွဲချလို့အဲမှာဥက္ကဝိအလောင်းဘာအောက်ကြပုံနေဒီခါလေးတရားတွေပြသူကြည့်ကောင်းနေတယ်တဲ့ကြည့်လို့လည်းကောင်းဟိုဘက်လည်းရောက်သွားပါဗျာတဲ့အဲ့ဒီမှာသူကစာပေါင်းဖတ်တယ်တဲ့ ဒါဒါသတိပါပေါ့လေသတိပကိုရောက်တယ်ထောင်းဝင်းပဲရေးချနတ်တော်သူနားမလဲဘူးအဲ့ဒါနဲ့သူ့မိမကိုခေါ်တယ်အဲ့ရွှေကြီးလာစားဒကမာကြီးတော်ရွှေကြီးကိုမြင်လာစားမှတ်ထားပေါင်းစားဆိုတော့သတိပဋ္ဌာန်ကိုပေါင်းလိုက် ထောင်းဝင်းပဲရေးချနတ်တာဓမ္မလို့ရေးရအေးသတိပဋ္ဌာန်တရား၄ပါးလဲဆိုတော့သုခန္ဓာကိုဟာတဲ့မိုးချိုးတွေပြည့်တယ်လို့ပဲတဲ့တခါတဲ့ကိုဖြုံဖြုံတိုင်းတိုင်းနဲ့တခါလဲရှက်စီးတွေလက်ပြီးတော့ဘယ်လိုဖြစ်သွားမှမသိဘူးတဲ့ အဲ့ဒီမှာနေနှုံးကြသွားတယ်ဒီတရားငါလဲကျင့်ဘာဖြစ်လို့မရမှာလဲဆိုပြီးတော့တခါတည်းထပြီးတော့တဲ့စာအုပ်ကိုအန်ဆွဲတဲ့ထည့်တယ်တဲ့အောက်ကတခါကြီးဥဝင်းမြင့်နဲ့ဟိုဥယေကျူကမေးတယ်ဥယေကျူဆိုတာရုပ်ရှင်ထဲကဂျာကူလီအေကျူခေါ်တယ်သူကသူတော်ကောင်းကြီးပါသူကလည်းဖုံဖုံထင်တာတော့သောတာပန်မကဘူးသရဂံလောက်ရှိနေမယ်ဆရာတော်ကြီးရဲ့တရားတော်လုံနေမှာတော့တောင်းတောင်းသေးသေးပုံကမဟုတ်ဘူးဆိုတာသိတယ်အဲဥယေကျူတော့ကမေးတယ်မေးတော့အရှင်မရတဲ့ဒီလိုကြည့်ပြီးတော့တခါလဲတောထွက်သလား ဘယ်ထွက်မလဲတကကြီးရဲ့ဒီစာအုပ်ပိတ်ပြီးတော့အန်ဆွဲတဲ့ထဲတခါလေတောထွက်သလားဘယ်ထွက်မလဲတဲ့ဓမြတိုက်တာပေါ့ဗျာတိုက်လို့ကောင်းလိုက်တာတဲ့ဘာဖြစ်လို့တိုက်လဲလို့မေးတဲ့ဘာဖြစ်လို့တိုက်ပါသလဲဗျာယူထားတာကဟိုတော့ကပြင်မတရားဒီမျိုးဘဝတရားဒီနှစ်ယောက်ကကိုယူထားတဲ့သူတို့ကိုတယောက်ကို3သိန်းစီလောက်တော့ပေးခဲ့ပြီးတော့ငါတောထွက်မယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့တိုက်တာအဲ့ဒါခေါင်းငုံပြတယ်ပလင်မောကတွေ့လာတဲ့အဲ့ဒီတန်ရအမတန်ကောင်းတဲ့တန်ရ ဓာတ်နဲ့ခုတ်ချလိုက်တာဓမြတိုက်တာဓာတ်နဲ့ခုတ်ဓာတ်အောင်သူမိမကဲအုပ်ထုပ်ဆောင်းသွားပါဆိုလို့ဆောင်းသွားတာသူကဘဲမီလေးနဲ့နေတယ်တဲ့ဥစမုတ်ဆွဲလိုက်ပါဆိုလို့ဓမောလင်းကနေပြီးတော့လူကောင်းနေရသမင်းရှိဆိုဆွဲလိုက်ပါဆိုလို့ဘဲမီလေးနဲ့ကျုပ်ကနေတာတဲ့အဲ့ဒီနေ့မှာဓမြသွားတိုက်မှာမိမတွေကိုဒီဘက်လဲ3သိန်းလောက်ဟိုဘက်လဲ3သိန်းလောက်ပေးကြင်လို့အဲ့ဒါဓမြသွားတိုက်တာလာသာသာလေးမှာအဲ့ဒီမှာမိဒကမလှုပ်သူကနေကိုအောင်ထွန်းရဲ့ရော့ ုတ်ထုတ်ကလေးတော့စောင်းတော့ပါအောင်ဆိုကဲအုတ်ထုတ်စောင်းသွားစောင်းပြီးသွားဓညတိုက်တာသူကအခါတိုင်းဆိုရင်လည်းလွယ်ရည်တမ်းမှာလက်နေတမ်းပြီးဘာတဲ့၆လုံးပြီးဘာတဲ့တကအိမ်မော်တက်မယ်ဆိုလက်နေတမ်းပြီးနဲ့ထိုး၆လုံးပြီးနဲ့ချိန်တက်တာ ဒီတကအိမ်မော်တက်သွားတာရိုးရိုးတက်သွားတယ်အဘေါ်ကဓမြတိုက်မယ်ဆိုတာသူတို့ကသတင်းရတာတော့ခါလေချောင်းနေတာဗောတဲ့အိမ်မော်လက်တော့ဓာတ်နဲ့တီးကြီးတာဒီမှာတွေ့လာတယ်အမတန်ကောင်းတဲ့တန်ရသူငုံပြခေါင်းဒီဂျူဆောင်ပတ်မှာဗောအဲ့ဒါကြောင့်သူကယေရှုရှင်နဲ့သိကူရင်းနဲ့တော်တယ်မှာအဲ့ဒီကနေစကျင့်တာပဲအဲ့ဒီတော့သူပြောလိုက်တာကဘုံဘုံလွယ်နာနဲ့သူ့ရဲ့ဇာတ်ကြောင်းကိုသူအကုန်လုံးပြောပြပြီးတော့ကျုပ်ကတဲ့ အဲ့ဒီတကွက်မှာဖုံဖုံလဲဟိုနားဝင်သွားတာဘာတရားလဲဆိုတော့ကျုပ်ကလူကောင်းမဟုတ်ဘူးတဲ့လူဆိုးပါတဲ့အပရိသတ်ကနော်ဘောကွင်းဆိုတာက2000 3000တက်တာသဲငူပွဲဟာဒါဖုံဖုံတို့ဒါဘာမှမဟုတ်ဘူးဖုံဖုံတို့မြင်တွေ့ခဲ့ဘူးတာသဲငူပွဲဆို1000ရဲ့အထက်2000 3000ရှိတယ်ဒီလိုလေး100 200လေးမဟုတ်ပါဘူးမော်လီဒီမှာ100 200 300 400ဆိုတော်တော်ကြီးကျယ်ဖုံဖုံတို့ကမြင်ခဲ့ဘူးတဲ့ တသောနှစ်သောကအလကပါမွားကားလည်းဘောကိုကြီးမှလေဖင်တနေရရဖို့ဥစားမလွယ်ဘူးတခါတလေနွားချီရကွက်ကတစ်ဖက်ကနေနဲ့တစ်ဖက်ကမြင့်တယ်အဲ့တချမ်းပဲလေးလဲထိုင်းနေရတော့ဘောမောလို့နေရမရှိဘူးအဲ့ဒါလောက်ဘောမောတို့ဆရာတော်ကြီးနဲ့မသေးသေးမဲမဲလိုက်ခဲ့ဘူးပါအဲ့ဒီနေရလေးကရွှေ့လို့လည်းမရနောက်ပြီးမှအဲ့ဒီတရားဟိုဖြာဒီခါနာဖြာလေးပဲအဲ့ဒီနွားချီရကွက်ကိုညှိကိုယ့်အကိုထိုင်ရတယ် ဒီလူကြကြနာနာမရှိပါဘူးတက္ကမကြီးတို့တက္ကကြီးတို့ဟာရှေ့ဖုံးရှေ့ကန်တဲကောင်းတယ်တက္ကလည်းအကွန်နဲ့နော်အောက်ကတက္ကပါကြီးနဲ့ပါကြီးပေါ်မှာခေါ်စိုးလေးတွေနဲ့ဒါရှေ့ဖုံးရှေ့ကန်နေပါပဲဒါတက္ကမကြီးတို့တက္ကကြီးတို့ရဲ့ကံနေခေါ်တယ်ဖုံးဖုံးတို့ကလေကွင်းထဲမှာဖြာချမ်းကြီးပေါ်မှာထိုင်ကြရဟိုဆရာကြီးမေးကြည့်ပါသူတို့ဆိုကောင်းကောင်းကြီးဆရာကြီးတော်ကြီးနဲ့အတူရင်ဦးမှာကနေခဲ့တဲ့ပုံကိုယ်တွေမေးကြည့်ပါဖုံးဖုံးတို့ဒီလိုကျင့်ခဲ့ရပါအဲ့တော့ဆရာတော်ကြီးကဘာပြောလဲဆိုတော့ကျုပ်ကလူကောင်းမဟုတ်ပါဘူးလူဆိုးပါတဲ့ အရင်လဲတောက်တယ်တဲ့ဖဲလဲရိုက်တယ်ကျဲလဲတိုက်တယ်ခိုးလဲခိုးတယ်ဓမြလဲတိုက်တယ်အကုန်လုံးလုပ်တယ်တဲ့ဆိုတော့အောက်ကဝေးကျူတို့ကမေးတယ်အရှင်ဘုရားဘင်းဟောတဲ့အာကြီးအာကြီးတဲ့မကောင်းတာဆိုအကုန်လုပ်တယ်ဗျာတဲ့ကျုပ်တယ်အဲ့လိုကျုပ်လို့မကောင်းတာလုပ်တယ်လို့ဟောဒီပရိသတ်ဘလောက်ရှိလဲ2000ယောက်လောက်ရှိပါတယ်ဗျာအေးအဲ့ဒီထဲမှာကျုပ်လို့ဆွဲဆုံးဆိုးတယ်လူဘ누구ပါတယ်လဲထွက်ကြစမှာတဲ့အဲ့ဒီပုဂ္ဂိုလ်ပြောပြစမှာအဲ့ဒါလက်ထောက်တရားမဆရာကြီးလို့ဆိုးမဲ့လူတော့မရှိပါဘူးဗျာတဲ့ အဲတခုကောင်းတော့ရှိပါလိမ့်မယ်အရက်တော့တယ်လူလားအရက်ဖဲရိုက်တယ်လူလားဖဲကြိုက်တတ်တယ်လူလားကြက်ဒီလောက်ပဲရှိပါတယ်ဆရာတော်ကြီးလူဆွဲဆုံမဆိုးတာပေါ့အေးတဲ့ကျုပ်လူလူဆိုးလူမိုက်ကြီးစာမတတ်တဲ့ပုဂ္ဂိုလ်ကရှင်းတော့ဒီလူတော်ရှင်းပေါ်ကိစ္စပုံသွားသေးတာခမည်းတော်ဆိုဆယ်ပြန်တော့ကုန်နိုင်နေဆိုတော့ဖုံးဖုံးလေးအဲ့ဒီမှာစိတ်ကြီးကရက်ထွက်သွားတာအရှိမနာဖုံးဖုံးလည်းနာနေ ဘလို့ဖြစ်သွားလဲဆိုတော့စိတ်ကရက်ပြီးတော့သူဟောတဲ့တရားကိုလည်းမကြားတော့ရက်ပြီးတော့ဟဲငါကျေစားမိဘမွေးတော့ငါယနေ့ဒီအရက်တောင်မတော့ဘူးသူ့လိုငါချင်းရမှာပဲအဲ့လိုစိတ်ကလည်းဖြစ်တယ်အဲ့ရက်ထတဲ့ယုတ်ကြီးထဲမှာဘာဖြစ်သွားလဲဆိုတော့ ရှက်စည်းတွေတခါလေအတွန့်အတွန့်နေတဲ့ခန္ဓာကိုယ်ကတက်နေတယ်လို့ပဲရှက်စည်းလက်နဲ့တကူလုံးတကူလုံးဟိုဓာတ်လိုက်နေတယ်လို့ပဲခေါင်းကနေပြီးတော့လက်ကနေပြီးတော့လက်ပြားအထိခါနေပြီးတော့ပေါင်အထိတကူလုံးပါလေခါလေးကိုရှက်စည်းတွေလက်နေတယ်လို့ပဲပေါ့စိတ်ကြီးရက်ပြီးတော့လက်နေအဲစိတ်ကလည်းတကူကလည်းငါအရက်တော့မသာဘူးပဲနဲ့သူ့လိုကျင့်ငါဘာလို့မရမှာလဲဆိုတော့အဲ့ဒါလိုသရာဖြစ်ခဲ့ဘူးတယ်ဘုံဘုံအဲ့ဒီကနေပြီးတော့ဘုံဘုံ မလဲကျင်ရမှာပဲဆိုသူရှူခိုင်းတယ်ရှူမယ်ဟာဆိုရှူလိုက်တာမှမပြောနဲ့တော့နှာခေါင်းကနှက်ကလေးနှစ်ဖူးတက်ရိုက်တယ်ဒါဖုံးဖုံးတို့ပြီးမှနှက်ချစ်ကြောက်ခွာနောက်နှာခေါင်းနဲ့ရှီရှူပါများတော့စောင်းနှက်ပဲကြီးကိုနှက်ကယူတာပေါ့တခါတလေဒီရောက်တယ်မနေ့နှာခေါင်းကနေဒီမေးစီရောက်တယ်ခွာပြည့်ရတယ်တခါတလေနှစ်ဖူးဒီလိုရှူတာကိုရှူချဲကိုမမရှူတာပဲသရာတွေတက်ပြီးတော့ရှူတော့တခါတလေဒီနှက်ကနှစ်ဖူးတက်ရိုက်တာပေါ့ရှူရတာပဲဖုံးဖုံးတို့အဲ့ဒီလိုကြီးကျင်းရပါတယ် ဘလို့အောင်အောင်အောင်ဝဇရာကောင်းလဲဆိုတာဘုံဘုံတော့လေဒီရှူရိုင်းကြီးနဲ့သောတာပန်ကဘလို့လုံးဖြစ်မှာလဲမရှူရင်းနဲ့ဘုံဘုံလဲတွေးတာပဲဒီနှကောင်ရှူနေတာပဲငဘူလဲမွေးရရှင်အဲ့ဒီရှူရိုင်းကြီးရှူနေတဲ့ဥစားပဲဘလို့လုံးသောတာပန်တီမာလို့ဘလို့တရာကန်တီမာလို့ဘုံဘုံလဲဖြစ်ခဲ့ဘူးတဲ့ဖြစ်တာဗောဗျာဒီကအရှူခိုင်းရင်ရှူပါရှူရရှူအဲညံမပါတဲ့ညံပါတဲ့လူကတော့သာသာလေးကိုနှကောင်မှာဒီကရှူပေးတာနဲ့လဲချိန်ပေါ့လေချိန်ပြီးတော့ရှူကြပါ ကမ္မဇဝါယောမိဘမူလာအခုရှူတဲ့လေနဲ့နဲ့ဇာတို့တက်လာလေကိုကရှူတဲ့လေနဲ့ကမ္မဇဝါယောနဲ့ရှူခိုင်းလို့ရှူတဲ့စိတ်တဇဝါယောနှစ်ခုညီသွားရင်လေအမှန်တန်ကောင်းတယ်ကိုလည်းမနာနဲ့နှစ်နာရီသုံးနာရီထိုင်လို့ရတယ်မနာတော့မညောင်းတော့ဘူးဒါထိုင်နိုင်ဖို့ဘုံဘုံမလိုချင်ဘူးဒီစိတ်ရစင်နေရဲ့ဟိုရှုခွက်ရှုခွင်းတာဘုံဘုံလိုချင်တာတနာရီနဲ့ရဘုံဘုံကျင်တတ်တယ်နာရီလေး၄-၅နာရီထိုင်တာဘုံဘုံမလိုချင်ဘူးကိုနဲ့လောင်ထိုင်နိုင်သေးတယ်ပက်ကီဆိုတဲ့ ဟိုအကျင့်ဆိုတာမြေကြီးတွေဖုံးနေတယ်မြက်ပိကြီးတွေပေါက်နေတယ်ဘယ်မှာရမှာတော့ထိုင်နေနာကြီးဟိုအဓိကမထားကြပါနဲ့ဖုံးဖုံးလိုချင်တာလက္ခဏာရတ္တပိစုပ္ပံဗရတ္တံဆိုတဲ့ခန္ဓာတွေကရုပ်လက္ခဏာနာမ်လက္ခဏာဓာတ်လက္ခဏာသဘာဝလက္ခဏာကိုယ်စိတ်ရဲ့အကြောင်းတွေကိုယ်သိဖို့ဖုံးဖုံးလိုချင်တယ်အဲ့ဒါရမှာမဲ့လန်းကိုဓာတ်ရိုက်သွားပါလားဖုံးဖုံးလို့လေ6နှစ်လောက်လေခဲ့တယ်အဲ့ရုပ်နာမြင်မှအရိယာနဲ့ထိုးတက်သွားတာအသက်30လေးရောက်တော့မဟာသောတပန်ဆိုတဲ့မက်တမက်ကိုရတယ် သူများမေးเสียမလို့မဲ့ပုတ်ကူဆိုတာသူများမေးရင်ဘာတော့မဟုတ်ဘူးမှာကလေးလေးကျင့်ကလေးလေးသောတာပန်ဖြစ်ကလေးလေးကိုယ်တိုင်သိတယ်မဲ့ပုတ်ကူဆိုတာ ဘာလို့လဲဆိုတော့လက်ရှိအခုသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကအခုတရားဒဂမတွေအကုန်လုံးအခုရှိတဲ့စိတ်သေသွားတာဘယ်တော့မှပြန်ဖြစ်ခွင့်မရှိဘူးသောတာပန်စိတ်ကြီးကပြန်နေရာယူသွားတယ်အဲ့ဒီတော့မှကိုပြန်ကြည့်လိုက်တာဟာငါဟိုစိတ်တွေမရှိတော့ပါလားပြန်ကြည့်လိုက်တာဟာဟိုစိတ်တွေနဲ့နေငါအပေကြမှာပါလားအယူမအမှန်မှားတဲ့စိတ်တွေဒီစိတ်ကအင်မတန်ချမ်းသာတဲ့ကြီးကြီးနေတယ်လွတ်နေတယ်စိတ်ပြောင်းသွားတာပေါ့သောတာပန်ဆိုတာစိတ်ပြောင်းတာစိတ်အသိကြီးနဲ့နေရတယ်ဟိုအခုနေတာမိမမြင်မိမသိခွေးမြင်ခွေးသိနဲ့စိတ်ကြီးကသေတဲ့အထိနေကြတယ်မယိုးကြဘူး ူးလားစိတ်တည်ပြင်ရမှာအဲ့ဒါရှူတဲ့အခါမှာရှူကြပါတရားဖုံးဖုံးတို့ဒီတိတ်ခွေနဲ့မပေးဘူးဆရာလေးကိုယ်တိုင်ခင်ဗျားတို့နှစ်နာရီဆိုနှစ်နာရီတနေ့၄ချိန်၄ချိန်ဆရာလေးကိုယ်တိုင်ရှူပေးလိုက်ရှူတဲ့ပုံကလည်းဒီမှာရှူတာနေတယ်ကြည့်ရင်တော့ तू ရှူနေတာပေါ့မိုက်တလုံးနဲ့ तू ကလည်းလိုက်သွားနေဒီလူတွေတဲ့ရှောက်ပြီးတော့စိတ်နဲ့လိုက်သွားနေသွားပြီးတော့ဟိုပုံကရှူနေရောက်ရင် तू ဒီကိုလှမ်းတင်ပေးတယ်မတက်ရစိတ်ကဒါလူတွေသိနိုင်တာမှမဟုတ်ဘူးဗျာဒါ ုံမုံတို့ရဲ့တီလာအာသမာရီအားရင်းနဲ့ကြရတဲ့ရုပ်ကိုခွက်လွတ်ပြီးတော့သူတို့ပြနေတာလေးလဲရှိတယ်အဲဒီတော့ယောဂီတွေဒါဖုံဖုံပြောရင်လည်းဒါပုတ်တင်အားကြလုံးအားကြီးလို့တရားဓမ္မတွေကြိုးစားကြိုးစားရဖို့ရ